ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်မှာနေထိုင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရဲ့ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူဦးဆိုင်ရွှေထီလူသက်မှုနဲ့ဖန်ဆီးခံရတယ်လို့ PPP ပါတီဒုတိယဥက္ကဋ္ဌနှင့်ဖြစ်သူဦးစောဟန်အေးကအတည်ပြုပြောကြားပါတယ်။တောင်ကြီးကအချိုးကျကိုစားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းမှာပြရပေါ့ လောလောဆယ်တော့ကျွန်တော်တို့လည်းကြားထားတယ်။အခုကအချုပ်ထဲရောက်နေတယ်။သူ့အိမ်ကကြက်ခိုးတဲ့ကိစ္စနဲ့ဒေါသအလျောက်ရိုက်ကြတယ်လို့ကြားတယ်။လာပြညကဖြစ်တာလို့ကြားတယ်။ဥရေကြောင့်အရာအေးအေးယူထားတယ်လို့တော့ကြားတယ်။ဘယ်ကနေဘလို့စဖြစ်တယ်ဆိုတော့ဖြစ်စဉ်အသေးစိတ်တော့မသိဘူးလို့ PPP ပါတီဒုတိယဥက္ကဋ္ဌနှစ်ဖြစ်သူ ဦးစောဟန်အေးကပြောပါရယ်နိုဝင်ဘာလ၄ရက်မနက်၂နာရီဝန်းကျင်မှာတောင်ကြီးမြို့နယ်အေးတာယာမြို့နယ်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းဦးဆိုင်ရွှေထီးရဲ့အိမ်မောင်မွေးထားတဲ့ကျက်တွေကိုလာရောက်ခိုးယူသူလောတာခေါ်စိုင်းထွန်းစာဆိုသူကိုဦးဆိုင်ရွှေထီးနဲ့၎င်းရဲ့အသားဖြစ်သူစိုင်းကျော်စိုးမိုးတို့ကဒေါသအလျောက်ရိုင်းနှက်မိတာဖြစ်တယ်လို့သိရပါရယ်ရိုင်းနှက်ခံရမှုကြောင့်ကျက်တွေကိုလာရောက်ခိုးယူသူလောတာခေါ်စိုင်းထွန်းစာဟာသေဆုံးသွားတယ်လို့သိရပါရယ်ဒါကြောင့်လက်ရှိမှာတောင်ကြီးမြို့နယ်အေးတာယာမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းဦးဆိုင်ရွှေထီနဲ့၎င်းရဲ့အသားဖြစ်သူတို့ကိုဥပဒေအရအေးအေးယူထားတယ်လို့သိရပါဗျာ။